မင်္ဂလာပါပရိသတ်များရှင်ကျမတို့အောင်မင်္ဂလာ audio book youtube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှဆိုရင်တော့စာရေးဆရာတက္ကသိုလ်နေဝင်ရေးသားထားတဲ့ဖိုမအိနာဦးလန်ဆွေဆွေဆောက်အထဲမှာအင်တာဗျူးအဆင်ပြေမှုဆွေချောင်းရလီကိုပရိသတ်တို့အတွက်တင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ရှင် အရွယ်ရောက်လာသူလူငယ်မောင်မယ်မင်းသမီးတနေ့ကြလျင်မိမိချစ်သူနဲ့အကြောင်းဆက်ပေါင်းဖက်ပြီးတာယာဆင်ပြေသောအိမ်တော်ရဲ့တိဆောက်ကြရင်စိတ်ကူးယဉ်ကြဆမြေဖြစ်ကြပါရယ်ဒါကပုသူတင်လူသားတို့ရဲ့ဓမ္မတာပင်ဖြစ်ရမှာအချိန်တန်လို့ချစ်သူရှိသောသူများသာမကချစ်သူမရှိသေးသောသူများကအထက်ပါအတိုင်းစိတ်ကူးယဉ်ကြမှာပဲဖြစ်ပါရယ်ပညာဆောင်ရဲ့အလောက်ကအခြေတကျဖြစ်ပြီးရင်ချစ်သူနဲ့ အသက်ထက်ဆုံးပျော်ရွှင်စွာ ပေါင်းကြလီတည်းစရဝဲထုပုံမြင်ထဲကအဆုံးသက်နည်းမျိုးနဲ့သူတို့ရဲ့ဘဝကိုပျော်ပျော်ကြီးဆက်သိမ်းချင်ကြတာပဲဖြစ်ပါတယ်တမဲတကယ်တဲ့အင်အောင်ကြပြီးလက်တွေးပွားကိုရင်ဆိုင်ကြတဲ့အခါမှာတော့ဆဆောကစိတ်ကူးရင်ခဲသလိုဖြစ်မလာပဲအမျိုးမျိုးသောအဆင်မပြေမှုများကြုံတွေ့ရပြီးတော့အင်ထောင်ရေးပေါ်မှာစိတ်ပြက်ခြင်းများပင်ဖြစ်ရတတ်ပါတယ်။ လက်ထပ်ပြီးလပိုင်းများသာရှိသေးတဲ့အချိန်မှာဆေးရှုပ်စရာအဆင်မပြေမှုကြုံတွေ့ရတဲ့လူငယ်စနီးမောင်နှံများလည်းရှိတတ်ပါတယ်အချို့ကသားသမီးတွေရပြီးခါမှလင်မယားကတော့ကစားဖြစ်ကစိတ်ဝမ်းကွဲကြတဲ့အဖြစ်မျိုးလည်းရှိတယ်ဒီဖြစ်မျိုးကလူမှုရေးရှုထောင့်ကနေကြည့်ရင်တော့လူမမယ်ကလေးများအတွက်အလွန်ရင်နာဖွယ်ကောင်းလာပါတယ် ဒီစာအုပ်ရဲ့နာမည်ကိုအိနာဦးလက်ဆွဲလို့ပေးထားတဲ့အတိုင်းချစ်သူနူလက်ထက်ပြီးကစားမင်္ဂလာဦးချိန်မသည်နောက်ပိုင်းအိနောင်သက်ကြာရှည်လာတဲ့အချိန်အထိအရှိသဖြင့်တာယာအစဉ်ပြေကိုပါရှိရွယ်လျက်ချိုးတင်ပြင်ဆင်ထားနိုင်ရန်တိမဲ့ဖွေရများကိုနောက်ဆက်တွဲဖူးသူတာဖြင့်တင်ပြသွားရန်ရှိရွယ်ပါသည် ။ဆောင်းရဲ့အရှိပါအင်နာဘက်ရွေးချယ်ခြင်းအခမ်းအပအကြံပေးချက်များကိုကောင်းစွာဖက်ရှင်လေးလာ၍လိုင်းနာပြင်ဆင်ထားသူဇနီးမောင်နှံများဖို့တော့အိမ်ထောင်ရေးအုပ်မြစ်တည်ဟုသောအစပိုင်းမှာအတော်ကလေးအခြေခံပြီးလို့ယူဆနိုင်ပါရယ်။ရင်းအစပိုင်းအခြေအနေကောင်းမွန်ရာမှာတဖြည်းဖြည်းအချိန်ကြာလာတဲ့အခါမှာချုံရင်ထိခိုက်မလာအောင်ကြိုတင်ကာကွယ်ဖို့လိုအပ်တဲ့ အထူးသဖြင့်ထိတ်များလက်ထက်ပြီးတဲ့နောက်သမီးစားဘွားတို့ကလိုတတိထားဆင်ခြင်မှုဟန်ဆောင်လိုလိုက်မှုများတဖြည်းဖြည်းပပျောက်လာချိန်၌ဇနီးမောင်နှံတို့ရဲ့အိမ်ထောင်ရေးတာယာမှုကိုမတိမသာထိခိုက်စေမယ့်အဖြစ်များကြုံတွေ့လာရတတ်ပါတယ် လင်းနဲ့မယားဖို့မှဆက်စင်ကိစ္စမပြေလည်ခြင်းကြောင့်အင်ထောင်ရေးတာယာမှုထိခိုက်စေနိုင်ခြင်းနဲ့ပတ်သက်ပြီးလင်းကိစ္စဆိုင်ရာဘုသူတများအကြောင်းရှေ့ပိုင်းမှာအတော်ပြည့်စုံစွာအကြံပေးညွှန်ပြထားပြီးဖြစ်တဲ့အတွက်ကြောင့်အဲဒီကိစ္စကိုအခုနောက်ပိုင်းမှာထပ်ဆင့်မဆွေးနွေးလို့တော့ပဲဖိုမကိစ္စမဟုတ်တဲ့အခြားသောအင်တာမှုအရေးကိစ္စများအကြောင်းကိုသာလျှင်အကြံပေးတင်ပြသွားမှာဖြစ်ပါတယ် ။ကာယကံရှင်စနီမောင်နှံတို့ကဘာမှမဖြစ်ဘဲပဝင်းကျင်မှာဆွေမျိုးသားချင်းများမိန်းကလေးတို့မော်ရကြာလေးဖက်မညီကိုမောင်နှမများမိဘရှာခမများကြောင့်ပြဿနာတွေဖြစ်ပေါ်ပြီးတော့စနီမောင်နှံတို့ရဲ့အိမ်ထောင်ရေးတာယာဆင်ပြေမှုထိခိုက်ပြက်ပြားရကအပြက်ပြက်နဲ့နှာခေါင်းသွေးထွက်ရဆိုတဲ့ကဲ့သို့လင်များကွေးရတဲ့အဖြစ်မျိုးတွေလည်းစာရေးသူမျက်မှောက်၌ကြုံတွေ့ဖူးပါတယ်။အဲ့ဒီအဖြစ်မျိုးကိုချိုးတင်ကာကွယ်ရဲ့အကောင်းဆုံးနည်းလမ်းကတော့အနောက်နိုင်ငံများ၌အများဆုံးကျင့်သုံးကြသလိုလက်ထက်ပြရတဲ့တပြိုင်နက်မြည်သည့်မိဘဆွေမျိုးအိမ်မှာမမနေဘဲတီးခြားအိမ်ခွဲပြီးနေထိုင်ခြင်းပင်ဖြစ်တဲ့ ဒီကြောင်းကိုလည်းစောင်းရှိပိုင်း၌အမွဲမြဖော်ပြခဲ့ပြီးပါပြီ။ကွာကိုတီချနေလိုက်ခြင်းအဖြစ်မြည်သည့်ရောက်ဖရောင်မမရီးခဲမချွေးမရောက်ခမမိဘများနဲ့မှပြဿနာပေါ်စရာမရှိတော့ဘဲနဲ့စနီးမောင်နဲ့လွတ်လပ်ဤချမ်းစွာနေနိုင်ကြမှာဖြစ်တဲ့ လူချင်းတူပေမဲ့အသက်ရှူချင်းကွဲဆိုသလိုတာမန်လူသားဖြစ်တဲ့ဇနီးမောင်နှံတို့ကအသေးဖွဲကိစ္စများ၌စိတ်သဘောထားချင်းမတိုက်ဆိုင်မှုရှိမည်မှာတမတာပဲဖြစ်တယ်။ထို့အခါလင်မယားတယောက်တကွန်စကားများတဲ့အဖြစ်မျိုးလဲကြုံရတတ်တယ်။သို့တော်ဇနီးမောင်နှံအူထဲနေချင်းကြောင့်သူရရဲ့ဖြစ်ပုံကိုဘယ်သူမှလည်းမသိရ။မြည်သည့်ဆွေမျိုးသားချင်းကမှလည်းဂျားဝင်များထိုးပင့်ကော်ပြုလှုပ်ခြင်းဝင်မလုံနိုင်သောကြောင့်အချိန်တန်သောပြေပြောက်သွားပြီးလင်မယားချစ်ချီမြတ်တို့ ညနိုးလာကြမှာဖြစ်ပါတယ်။လင်းနေမယားရှာနေသွားစရဲတိုင်းအခိုက်အတန့်ကိုင်မိကြခြင်းကိုလည်းဖြည်းဖြည်းပြောင်ပြောင်သဘောထားပြီးတော့မေးပြနိုင်တတ်ကြတယ်။အဲ့ဒီတက်ကြောင့်ဒီနေရာမှာတူနကိုတဲကိုပြန်မာနေရစရဲသချင်းစာသားလေးကိုတတိယကိုးကားစရာပင်ဖြစ်ပါတယ်။ လက်ထပ်ဗီဇာစနီမောင်နဲ့အနေနဲ့မိဘဆွေမျိုးသားချင်းတွေမြောင်များနဲ့အတူရွှေဘုံမော်ဆရာတို့လိုတိုက်ကြီးတာကြီးနဲ့တခန်းတနာနေရာချင်းထက်တဲ့ဥပြတသားအေးစုပ်ကလေးမှနေရောက်သားလွတ်လွတ်လပ်လပ်နေရာချင်းကပို့ပြီးတော့ပျော်ရွှင်ကြည်နူးဖွယ်ကောင်းသည့်မှာအမှန်ပဲဖြစ်ပါရယ်ဘသူမျက်နာကိုမှကြည့်စရာမလိုပဲနဲ့ထင်တယ်လို့လွတ်လပ်စွာနေရာချင်းဒီပင်လည်းအိမ်ထောင်ရဲ့တာယာမှုကိုဖြစ်စေနိုင်ပါရယ်ရိုးစွာဆုံးလင်းများဘောကညအိယာဝင်ပြီးဖို့မှဆက်ဆက်မှုပြုလုပ်လင်းပင်နှစ်ယောက်ထဲနေရာချင်းကြောင့်စိတ်နှောက်ရှက်အဟန့်တားကင်းပြီးတာယာမှုအာယုံကိုအပြည့်ဝခံစားနိုင်မှာပဲဖြစ်ပါရယ် ထို့ကြောင့်ပင်လည်းလက်ထပ်ပီပီချင်းဟန်နီမွန်ခီထွက်တင်ချောင်းကိုအကြံပေးခဲ့ခြင်းဖြစ်ရာဆင်စင်အားဖြင့်ခီထွက်ရာမှပြန်ရောက်လာရင်လည်းနှစ်ယောက်တည်းသီးချခွဲနေထိုင်ခြင်းသည်အင်ထောင်ရေးတာယာမှုအတွက်များစွာအထောက်အကူပြုနိုင်ကြောင်းကိုထပ်ဆင့်ပြီးအကြံပေးလိုပါတယ် အကျဉ်းလင်းများဖြစ်လာပြီးတဲ့နောက်ပိုင်းမှာစနီမောင်နဲ့အူစလုံးကသဘောရကြီးမှုကိုချင်းဆန္ဒမှုချွင်းရင်ချက်များအပေါ်မှာခွင့်လွှတ်မှုများရှိရမယ့်အကြောင်းဖော်ပြခဲ့ပြီးပါပြီ။ဤသို့ဆိုခဲ့ခြင်းမှာအဆိုပါစိတ်နေသဘောထားမျိုးမွေးမြူခြင်းဖြင့်မိမိတို့အိမ်ထောင်သားရအဆင်ပြေမှုကိုထိခိုက်စေနိုင်မယ့်ပြဿနာများကိုကြိုတင်ကာကွယ်ပေးနိုင်တဲ့အတွက်ကြောင့်ပါ။ နှလုံးသွင်းဖွယ်ရာချက်ကတော့လူမှန်သမျှချူရင်ချက်ရှိတဲ့ထို့အတူစနီးမောင်နဲ့တိုင်းမှာချူရင်ချက်ကိုစီရှိကြမယ်ဒါကိုမိမိချစ်သူအဖြစ်မြေတားစိမ့်နဲ့ခွင့်လွှတ်မယ်ဆိုပြီးတော့မိမိကိုယ်ကိုတတိပေးရန်ဖြစ်တယ်ဤသို့နှလုံးသွင်းခြင်းအဖြစ်တရားသဘောအရငါတီးဟုသောမာနဆွဲကိုချိုးနေရရောက်ခြင်းမြစ်တာတရားပွားများရရောက်ခြင်းတို့ဖြစ်နိုင်သောကြောင့်အကုသိုလ်စိတ်များကိုပင်တစ်ဖက်တစ်လမ်းကဖျောက်ပြစ်ရလဲရှောင်နိုင်ပါသေးတယ်။ တရားကိုတရားတော်ရကြီးစွာခွင့်လွှတ်ခြင်းလို့ဆိုရ၌ဖူမဆဆိုင်ကိစ္စကအစအနိယတကာမှအဖက်ဖက်မှခွင့်လွှတ်ခြင်းကိုဆိုလိုပါတယ်။ရှခင်ကဖော်ပြခဲ့ပြီးဖြစ်သလိုတရားနဲ့တရားအကြိုက်ချင်းမတူနိုင်ခြင်းတရားကတစ်ခုလုံးချင်းချင်းမှာတန်တရားကနောက်တစ်မျိုးလုံးချင်းတတ်ခြင်းမျိုးကမကြာခဏကြုံတွေ့ရမှာဖြစ်တဲ့အတွက်တရားကအလျှော်ပေးလိုလိုက်ခြင်းအဖြစ်အကျယ်အကျယ်မငိမ့်ဖွဲ့ဖြစ်လာခြင်းမျိုးကိုကာကွယ်နိုင်တယ်။ဘာမှအရေးမကြီးတဲ့ကိစ္စလေးတစ်ခုကြောင့်လင်မယားစကားများတဲ့အဖြစ်မျိုးကိုဟန်တားနိုင်တယ်။ ဒီလိုဆိုရင်တဘာရကြီးစွာနဲ့ခွင့်လွှတ်ပြုမှုတက်သောစိတ်မျိုးမွေးမြူပြီးတဲ့နောက်အင်ထောင်ရေးတာယာဆင်ပြေမှုအတွက်ထက်ဆင်အာမခံချက်ပေးတဲ့ကဲတို့ဖြစ်အောင်ကြိုးစားရမှာတော့တရားကိုတရားကျင်နာရှုရမျက်နှာမှုအစဉ်သဖြင့်ပြသရမယ်ဖြစ်တယ်အထူးသဖြင့်လက်ထပ်ပြီးကစားတာယာကျင်းနူးဖွဲ့ဟန်နီမွန်းအချိန်လွန်မြောက်ပြီးအတန်ကြာလာသောအခါအကြောင်းကြောင့်ရခင်ကားလကျင်နာယူရမှုမပြဖြစ်တော့တဲ့အချိန်မျိုးမှာဇနီးမောင်နှံအူစလုံးကတတိထားဆင်ခြင်ပြီးခြေခင်မြန်နှုံးမှုကိုပြသရန်အတွက်စူးစမ်းတင်လာတာပဲဖြစ်ပါတယ်။ နိုင်ငံသားမှာအင်ထောင်ရေးကြံပေးပုဂ္ဂိုလ်များကလည်းစနီးမောင်နဲ့တရားကိုတရားကျင်နာယူရမှုများအမြဲတစေပြသခြင်းကအင်ထောင်ရေးအရှိတဖြင့်တာယာအစဉ်ပြေစီရအမှန်တကယ်ပင်လိုအပ်ကြောင်းအကြံပေးရေးသားထားကြပါတယ်။တခါတရံအကြောင်းတစ်ခုအကြောင်းစနီးတဲ့မှာဝမ်းနေသလိုအားငယ်သလိုဖြစ်နေတတ်တဲ့ဒီလိုခါများမှာဆိုရင်အကင်ပါတော်လျောက်ကြားဖြစ်ပါကချစ်သူစနီးရဲ့အရှိကဲကိုကြည့်ပြီးချော်မော်နေသိမ့်ခြင်းအပိစကားပြောခြင်းစသဖြင့်မိမိရဲ့စေနာမြတ်တာကိုပြသပါကမိန်းကလေးမှာအထူးပင်အားတက်လာတတ်တဲ့လောကကြီးမှာခင်မွန်းတဲ့ကိုအမှန်အားကိုရ ောသူအဖြစ်သိမြင်လျက်ချစ်ခင်မြတ်တို့စိတ်များပင်တိုးတက်လာတတ်ပါれဒီချက်ကိုအိနာသက်အတန်းကြာလာသောအခါလျောက်ကြားများအထူးသတိထားသင်ကြပါれမကြာခဏစီးပွားရေးလောကိုင်းဆင်မပြေမှုပင်ပန်းမှုတို့ကြောင့်လျောက်ကြားကအိမ်ပြောင်းချိန်အေးလူလူအနာယူခြင်းနေခိုက်ဇနီးတဲ့ကသူရင်ဆိုင်နေရသောပြဿနာကြောင့်ဆေးရှုပ်စရာတစ်ခုအကြောင်းကိုအာကိုတကြီးနဲ့ပြောပြခြင်းနေတတ်တယ်ထို့ခါလျောက်ကြားကအရေးတဲ့မိမကရှုပ်နေပြန်ပါပြီလို့ယူဆလျက်စိတ်တူတူနဲ့အော်ငေါက်ပြတ်တတ်တယ် ဒီချိန်မှာဘာမဟုတ်တော့အကြောင်းကလေးကြောင့်လင်မယားကတောက်ကဆာဖြစ်ရလန်းစားပေါ်လာတတ်ပါတယ်။အမေတကယ်အားဖြင့်စနီးတဲ့ကသူ့စိတ်ထဲမှာခံစားရတော့အကြောင်းတစုံတရာကြောင့်ဝန်းနေအားငင်နေတာကိုခင်မွန်းတဲ့လျောက်ကြားပြန်လာချိန်မှာအာဂုတကြီးနဲ့အရှင်ဖွင့်တဲ့သဘောဖြစ်ပါတယ်။ထိုချိန်မှာလျောက်ကြားကိုရိုင်းကစိတ်ရှုပ်ပြီးအိမ်ပြန်လာတဲ့အခါမျိုးနဲ့ကြုံကြိုက်ကောင်းကြုံကြိုက်နေပါလိမ့်မယ်။သို့ရရင်လျောက်ကြားအနေနဲ့မိမိရဲ့စိတ်ရှုပ်မှုကိုအသာပေးချိန်ပြီးကိုကျိုးဆွတ်တဲ့သဘောနဲ့အာနွဲ့သူမိမသားအားဦးစားပေးကအရေးတရူလက်ခံစကားပြောချိန်နှစ်သိမ့်အားပေးခြင်းတို့ကသာစူးစမ်းပြု မှုတင်ပါတယ်ဒီလိုအခါမျိုးမှာစနီးတဲမှာကျနာယူရမှုနားလည်မှုနှစ်သိမ့်အားပေးမှုအများဆုံးလိုနေတဲ့အကြောင်းကိုလည်းသတိထားရပါမယ် မိမတို့တဘာဝအရအားငယ်လွယ်တဲ့ဖြစ်တဲ့အတွက်ကြောင့်အရေးရှိရင်ချစ်ခင်မြတ်တို့အားကိုးရမယ်ခင်မိုးယောက်ျားကိုသာလျင်ပြေကပ်တိုင်တယ်လို့တဲ့ဆန္ဒအစဉ်သဖြင့်ဖြစ်နေတဲ့အကြောင်းကိုလည်းအင်ထောင်ရှင်ယောက်ျားမှန်သည်များအနားလေသဘောပေါက်ထားမှာပါသဘောပေါက်တာနဲ့အမြအကာယကံများအနေနဲ့လည်းဇနီးတဲ့အားနားလေမှုပေးခြင်းကိုချင်းစာတရားဖြင့်ဇင်နာယူရခြင်းညှစ်သိမ့်အားပေးခြင်းတို့ကိုစူးစမ်းပြုတင်ကြတာဖြစ်ပါတယ်ဤကားလျောက်ျားအတွက်အကြံပေးချက်ဖြစ်ပြီးရာအင်ရှင်မဖြစ်သူဇနီးတဲ့အနေနဲ့လည်းလိုင်းနာတဲ့အချက်များရှိပြန်ပါသေးတယ်မိန်းကလေးကိုယ်တိုင်ကမိမိရဲ့လျောက်ျားကိုတကယ် င်မြန်းလို့ပါမှုမိမိရဲ့ကိုယ်ရေးကိုယ်တာပြဿနာဆိတ်ရှုပ်စရာများရှိနေရင်ပင်ခင်မွန်းတဲ့ရဲ့အရေးချေကိုလေးလာအကဲခတ်ပြီးတော့မှပြောတဲ့ရင်ပြောမပြောတဲ့ရင်မပြောဘဲနေခြင်းကိုစူးစမ်းလေ့ကျင့်သင်ပါတယ် အထူးသဖြင့်သားသမီးတွေရှိလာပြီးအိမ်ထောင်ရဲ့စာဝတ်နေရေးအတွက်လုံးဝတာဝန်ယူထားသူလျောက်ကြားဖို့စီးပွားရေးလုပ်ငန်းပေါလံမတဲ့ချိန်အိမ်ထောင်ဈေးကကြီးမြင့်လာခြင်းမျိုးမှာလျောက်ကြားကအစိတ်များကြည်လင်ခြင်းမရှိဘဲခေါင်းရှုံနေတတ်တာပါသူဟာသူစိတ်ညစ်စရာပြဿနာများမပြေလည်နေခိုက်နောက်ထပ်ဇနီးဖြစ်သူရဲ့အခက်အခဲပြဿနာအကြောင်းကိုလုံးဝမသိခြင်းမကြားချင်သောအခြေအနေမျိုးဖြစ်နေတတ်တယ်ဒီလိုဖြစ်နေရင်ဇနီးဖြစ်သူကအကင်းပါစွာသိရှိနားလည်ပြီးတဲ့နောက်လျောက်ကြားနောက်ထပ်ခေါင်းရှုံစေမယ့်စကားဟူ၍တခုမှမပြောဘဲချစ်ချင်ရင်းနှီးစွာချုပ်သားသောစကားမျိုးကိုသာပြောတင်တာပါမိမိမှာတိုင်မင်းစရာ များတင်ပြစရာပြဿနာအခက်အခဲရှိနေသည့်ထားအောင်လင်းယောက်ျားရဲ့မျက်နှာအမှုရာကိုကြည့်ပြီးကြည်လင်သားရပုံမရပါက ခိတဆိုင်ငံထားပြီးနောက်တစ်ကြိမ်ခင်မွန်းတဲ့စိတ်ကြည်လင်နေတဲ့အချိန်အခါမျိုးကြားမှပြောဆိုတင်တာဖြစ်ပါတယ်။ဤသို့ပြုမူနိုင်ပါမူစနီးတဲ့အနေနဲ့မိမိရဲ့ကိုယ်ရေးကိုယ်တာပြဿနာကိုထိတ်တန်းမတင်ပဲစစ်သူလင်ယောက်ျားစိတ်ချမ်းသာမှုအတွက်ကိုကျွန်းစုအနစ်နာခံရလဲရှောက်တဲ့မိမိချစ်သူနောက်ဆက်ဖြစ်စေရန်အနစ်နာခံရခြင်းဒီပင်လင်စိတ်တပီးရသဘောအရမိမိအတွက်ချိန်နဲ့ပီတိဖြစ်နိုင်ပါသေးတယ်။တစ်ချိန်တည်းမှာယောက်ျားဖြစ်သူကငါစနီးဟာငါအတွက်ဦးစားပေးစေနာထားပါကလားလို့တွေးမိပြီးစနီးတဲ့ပေါ်အချိန်ကိုတိုးလာစေတဲ့အခြေအနေမျိုးပင်ဖြစ်လာနိုင်ပါတယ်။ ဤသို့ပင်လင်းစနီးမောင်နှင့်အုပ်စလုံးကမိမိရဲ့အကျိုးကိုဆွလွန်ခြင်းတပတ်သားအာကိုခြင်းဆာနာခြင်းတရားကိုတရားစိတ်ချမ်းသာအောင်လိုက်သိစွာပြုမှုပြောဆိုခြင်းယူရချုံ့မော့ခြင်းနေသိမ့်အားပေးခြင်းတို့ကိုအပြန်လန်ခြင်းသုံးနိုင်ကြလင်ပါကအိမ်နောက်ရေးတာယာဆင်ပြေမှုအတွက်ရခိုင်နှုန်းပြည်နီးပါစိတ်ချနိုင်ပြီလို့တစ်ထစ်ချမှတ်ယူနိုင်မှာဖြစ်ပါတယ်အထူးသဖြင့်အိမ်နောက်တဲ့နေများကြာညောင်းလာတဲ့အခါမှာအထက်ပါတိုင်းပြုမှုနိုင်မယ်ဆိုရင်တာယာချမ်းမြေသောအိမ်ထောင်မှုအရာတာကိုဝမ်းမြောက်ခြင်းတို့စွာခံစားနိုင်ကြမှာပါ ်လက်ထပ်ပြီးကစားစနီးမောင်နှံတို့နဲ့လက်ထပ်အန်ဆဆဲသူတို့သမီးသူတို့သားလောင်းတို့အားအထူးတလည်တတိပေးလိုတာကတော့တယောက်နဲ့တယောက်စကားပြောပုံပြောနည်းပင်ဖြစ်တယ်သမီးစားဘွားချက်သူချင်းပြောပုံပြောနည်းလက်ထပ်ကစားအင်အားဥကာလာစနီးမောင်နှံတို့ပြောပုံပြောနည်းများကအချိန်ကာလရွှေလျောလာသည်နှင့်အမျှကြာရှည်စွာမတည်မြဲတက်ပဲကြသောနှစ်ယောက်စလုံးလေးတန်းဒီတစားတစားပြောင်းလဲလာတတ်တာကိုကြိုတင်သိရှိထားသင့်ပါသည် ဒီချက်ကိုပို၍တိတာထင်ရှားစေရန်အောက်ဖော်ပြပါဝိထုဇလန်တပွဲရေးသားထားသောစနီးမောင်နှင့်အခြေချစကားပြောပုံကိုလေးလာကြည့်တင်ပါရယ်လက်မလို့သေးသောသားသမီး၃ယောက်ရှိတဲ့အိမ်ထောင်တစ်ခုမှာလျှောက်ကြားကအလုသွားခါနီးအဝိစားလင်းခြင်းမှာစာစနီးတဲ့ရဲ့ကုညီပြင်ဆင်ပေးမှုကိုသဘောကျတယ်အိမ်နောက်ကြပြီးချိန်မှာစာရွက်တကယ်လဲစနီးတဲ့ကလျှောက်ကြားအားလိုလီသေးမရှိပြုစုခဲ့တာပါတိုးတော်သားသမီးများ၏အဝေအဝစတာဝန်တွေများလာတဲ့အခါမှာစနီးတဲ့ခင်များလျှောက်ကြားအားရခင်ကားလောက်ခရုမဆိုင်နိုင်ဖြစ်လာတယ်ယောက်ျားကတော့ရခင်ကားကဲ့သို့ င်သူ့ကိုဂယူဆိုင်စေချင်နေတယ်။တနေ့တနိုင်မင်းကလေးကမိဘကြောင့်နဲ့ချက်ပြုတ်နေရင်လည်းကလေးငယ်ကတစားစားအုံငုံနေတဲ့အတွက်ပြေးချောလိုက်ရကလေးကြီးကယူဂျိုးကန်နဲ့စော့နေပြန်၍အဟော်ဟစ်တတိပေးလိုက်ရနဲ့အလုံးများနေခိုက်အခန်းထဲဝက်စားလဲနေတဲ့လျောက်ကြားကလှမ်းခေါ်ပြန်တယ်။အီရင်အောက်ပါစကားမျိုးတွေအချီချဖြစ်ပေါ်လာတော့တယ်။ခေရဲခင်လာပါအောင်ကွ။အော်မောင်ကလည်းအေးသေးခွန်နေပြန်ပါပြီ။ဒီမှာချက်ပြုတ်လို့မပြီးသေးဘူးရှင့်။မပြီးသေးတော့ခဏအသာထားပြီးလာခဲ့စမ်းပါ။ အော်ခက်လိုက်တာနော်ဘာပြောမလို့လဲအဲ့ဒီကနေလှမ်းပြောပါလားဒီမှာမပြီးသေးဘူးလေခဏချထားပြီးလာလို့လည်းမဖြစ်ဘူးဟင်းတွေပြည့်ရကုန်မှာပေါ့ဒီမှာစနီးတဲ့လေးတဲ့အနေငယ်မှလာတယ်ခင်မွန်းတဲ့ပေါ်မှာစိတ်တူနေပုံရတယ်မင်းရဲ့ဟင်းတွေကဘလောက်အရေးကြီးလို့လဲဒီမှာလက်ကင်ဘွားရှော်ပြီးသားရှာမတွေ့လို့ခေါ်နေတာလျောက်ကြိုင်းအတန်ကလေးခင်ကားထက်ပိုမာလာပြီးသူခေါ်ချင်တာကိုချက်ချင်းမလာရကောင်းလာလို့အလိုမကျဖြစ်နေပုံရတယ် အမလေးတော်လက်ကင်ဘွားရှာမတွေ့တာများလူကိုလှမ်းခေါ်နေရသေးတယ်။ဂရင်ဘေးကပြီးတော့ထဲမှာကိုယ့်အကိုရှာယူပါလားဒီမှာမအားရတဲ့အထဲစနီးတဲ့ကအသေးဖွဲကိစ္စလေးအတွက်အရေးတကြီးခေါ်ရပါမလားလို့ပို့ပြီးတော့စိတ်မရှိဟန်နဲ့អော်ပြောတယ်။ကိုယ့်အကိုရှာမတွေ့နိုင်လို့ခေါ်တာပေါ့ကွ။ဘီရိုတဲရှာတာနဲ့နေပြီးလက်ကင်ဘွားဆိုလို့တထဲမှတော့မတွေ့ဘူး။ငါလဲစိတ်တူတူနဲ့ရှိသမျှအဝတ်တွေအကုန်ဆွဲထုတ်ထားတာအလုံးစဲမြင်ပေါ်မှာပြန်ကျဲနေပြီ။လျောက်ကြပြောလိုက်ပုံကဘူးကြကြ ဖြစ်နေတယ်။ယူဆသူစနီးတဲ့ကလည်းပို့ပြီးတော့စိတ်တူလာပါတယ်။ လက်ကင်မွာရှာမတွေ့ရနဲ့ဘာဖြစ်လို့ပြီးတော့တဲကအဝစ်စားတွေအကုန်ဖြစ်ထုတ်လိုက်ရတာလဲပြီးတော့ရှင်ဒီတိုင်းဖြစ်ထားခဲ့ပြီးထွက်သွားရင်ဘသူကပြန်သိမ်းတော့မှလဲဒီတိုင်းပြစ်ထားခဲ့ရမှာပဲဘသူကသိမ်းမယ်ဆိုတော့မသိဘူးအရေးကြီးတာကငါကလက်ကင်မွာတွေဘယ်ရောက်ကုန်သလဲဘသူများထုတ်ကင်လို့လဲယောက်ျားရဲ့အတန်ကတင်းမတစ်ထက်တင်းမလာပြီးအပြစ်တင်ဟန်ဖြစ်ပြောလိုက်တဲ့အခါမှာစနီးတဲ့ကလည်းပြန်ပြီးအရွယ်တိုက်လို့စိတ်ဖြစ်ပေါ်လာတော့တယ်အော်ရှင်လိုက်ကွန်ဘွားရီကိုလေကျမအကုန်ကိုက်စားလိုက်ပြီရှင်မနေ့ကစားစရာမရှိလို့ဝါးစားပြစ်လိုက်တယ် ဇနီးတဲ့ကဤသူပေါကြကြပြန်ပြောလိုက်တဲ့ချိန်မှာယောက်ျားမှပူရွေးပင်ဒေါသထွက်လာပြီးရဲ့နောက်ဆက်လက်ပြောနေလင်းလွန်းတစ်ထက်လွန်လာတော့မယ်လို့တွေးမိဟန်ဖြင့်ခြေတံပြင်းပြင်းဆောင်နေတဲ့အလုပ်တို့ထွက်ခွာသွားပါတော့တယ်။ဇနီးတဲ့ကအချိန်တိုင်းမျိုးတွေမှထွက်လာပြီးလင်းတော်မှဆွဲထုတ်ပြန်ကျဲထားတဲ့အဝတ်အစားတွေကိုကြည့်ရင်တယောက်တည်းဒေါသဖြစ်နေပြန်ပါတယ်။ထိုနေ့ဖို့စနီးမောင်နဲ့နှုတ်စလုံးကစိတ်ကြည်လင်ရှင်ပြခြင်းမရှိနိုင်တော့ပေ။ယောက်ျားလူသူကအလုတ်ခွင်တို့ရောက်သွားသည့်တိုင်အောင်ဒေါသစိတ်မပြေနိုင်သေးသလိုစနီးတဲ့ကလည်းတနေ့လုံးခင်မွန်းတဲ့ပေါ်မှာမကြည်မနှက်ဖြစ်နေပါတော့တယ်။ ရင်းဖြစ်ပျက်ကိုပြန်လည်သုံးသပ်ကြည့်သောနှစ်ဦးစလုံးမှာချွရင်းချက်များရှိနေကြောင်းတွေ့ရမှာပါသူတို့မောင်နှံကတာသမီ၃ယောက်ရှာလာပြီးတဲ့နောက်အင်ထောက်တာဝန်ကလေးရီတာဝန်များပြလာတဲ့အချိန်မှာစစ်ရောလူပါပြင်ပန်းပြီးအေးဆေးဆေးနေနိုင်မယ့်အချိန်ကနေလာတာနဲ့အမျှသမီးစားဘွားလက်ထက်ကစားအချိန်ကာလတုန်းကလိုတယောက်နဲ့တယောက်ချစ်ကြည်ရိုချိုးသားစွာဆက်ဆံပြောဆိုခြင်းမပြုနိုင်တော့ချေဒါကိုလည်းသူတို့ကိုယ်တိုင်ကအမှုမဲ့အမှန်မဲ့နေခဲ့၍ပြန်လည်ဝေဖန်သုံးသပ်ခြင်းမပြုသောကြောင့်မသိကြဘဲဖြစ်နေတယ်ဆေးရှုပ်လင်းရှုပ်တယ်လို့တယောက်ကအဘူးပြောတဲ့အခါကျန်တယောက်ကအပေါက်ပြန်ပြောတတ်လာတယ် ထို့ကြပင်လျောက်ကြားကအလုတ်သွားကနေလက်ကင်ပွားရှာမတွေ့ရဘရကုံတလဲလို့မိတဲ့အခါမှာစနီးတဲ့ဖြစ်သူကလက်ကင်ပွားကိုကိုက်စားပြလိုက်ပြီးလို့အရွယ်တိုက်ပြောလိုက်ခြင်းပင်ဖြစ်ပါတယ်။ဒီလိုပြောလိုက်ခြင်းအပြင်လျောက်ကြားမှာပို့ပြီးဒေါသဖြစ်ုံကလွဲပြီးဘလို့မှပြဿနာရဲ့အဖြေကိုရှာရမရောက်ပေ။ဖြစ်တဲ့နာကတော့တယောက်ကတင်းနေရင်တယောက်ကအရှော့ပေးလိုက်ရမင်းဖြစ်တယ်။ယောက်ျားကခြေစနီးအားချစ်ခင်အားကိုးတဲ့သဘောကလေးကမိခင်ထံပူဆာတယ်လို့လက်ကင်ပွားတောင်းချင်းပဲလို့ယူဆလိုက်ပြီးပြီးဒီမှာစနီးတဲ့က ဟုတ်တယ်မောင်ရင်မနေ့ကတသားကလေးနေမကောင်းလို့ခင်လဲအဝင်းမလျှော်ဖြစ်ခဲ့ဘူး။ဂရင်အောက်ကတက်တာထဲမှာလက်ကင်ဘွားအစ်စ်တွေဝဲထားတာရှိပါတယ်။အဲ့ဒီထဲကပဲမောင်တစ်ထည့်ယူသွားပါတော့။ခင်ကတော့မိဖို့တွေကထွက်မလာနိုင်တာကိုခွင့်လွတ်ပါနော်။ဒီညနေလက်ကင်ဘွားတွေအားလုံးခင်ရှော့ထားလိုက်ပါမယ်လို့ချူချူတတပြောလိုက်ပါကလင်းတော်မောင်ငနေသားမှာဒေါသမဖြစ်ုံသာမကဘဲနဲ့ချစ်စနီအားစားတဲ့တပိုးအစ်စ်တွေတိုးလာနိုင်တဲ့အဖြစ်မျိုးပင်ရှောက်သွားနိုင်ပါသေးတယ်။အခုတော့ထို့လိုမဟုတ်ဘဲနဲ့ စနီးတဲ့ကကလေးတွေတာဝန်ကိစ္စမိဘကြောင့်ကိစ္စတွေကြောင့်စိတ်ရှုံနေတဲ့အခါမှာယောက်ျားကလည်းအလုပ်သွားခါနေမှာလက်ကင်ပွားရှာမတွေ့တဲ့အတွက်စိတ်တူနေချိန်ဝဲတယောက်နဲ့တယောက်စကားကိုချိုချိုတတမပြောကြဘဲဒေါသပြစ်ဟန်နဲ့ပြောကြရမှလီတန်ကပြင်းတဲ့ထက်ပြင်းလာကဘူးတွေပေါ့တွေပြောမိရတဲ့အထိပြဿနာဖြစ်လာရတယ်။ ဤဖြစ်ရပ်ကိုဖော်ပြရခြင်းမှာအတိဘယ်ရှင်လင်းအောင်တာတကားတရရဲ့ဖြစ်တာထောက်ပြလို့ရဖြစ်ပြီးအလားတူဖြစ်ရမျိုးတွေမကြာခဏအင်အောင်ရှင်ဘဝမှာကြုံတွေ့နိုင်ပါတယ်ရုတ်တရက်ကြည့်ရင်အသေးဖွဲကိစ္စလို့သာမြင်ချပြီးစကားကိုစိတ်လိုက်မှန်ပါမစင်မချင်းပြောမိကြတဲ့အခါမှာအသေးဖွဲကိစ္စကလင်မယားစကားများရတဲ့အထိကြီးကျယ်သောပြဿနာမျိုးဖြစ်လာနိုင်ပါတယ်ထို့ကြောင့်အင်ထောင်ရေးတာယာမှုရှိစေရန်အတွက်စကားပြောသတိထားဆင်ခြင်ခြင်းကအလွန်အရေးကြီးကြောင်းစနီးမော်နယ်တိုင်းကအင်ထောင်ဥကာလာမှာစပြီးနားလေသိရှိထားတင်ပါတယ် တခါတရံတယောက်တလေကမစင်စားပဲအမှုမဲ့အမမဲ့ပြောလိုက်တဲ့အခါမှာကြံတယောက်ကဖိတ်တလေးနဲ့ဘေးပြစ်လိုက်သလိုနာကြီးစွာခံစားရတဲ့အဖြစ်မျိုးနဲ့လဲကြုံတွေ့ရတတ်ပါသေးတယ်။ပြောလိုက်သူကတော့အမှတ်မထင်ပြောလိုက်ခြင်းဖြစ်ပြီးခက်အေးအေးခက်ပေါ့ပေါ့ပင်နေမှာဖြစ်တော့လေအပြောခရသူအဖို့မှမူတော်ယုံနဲ့စိတ်ထဲမပြေနိုင်အောင်မကြည်မချမ်းဖြစ်နေတတ်ပါသေးတယ်။ အမှန်တော့ပြောသူကတစ်ဖက်သားစိတ်ထိခိုက်စေလို့ရပြောခြင်းမဟုတ်စည်နာယိုးနဲ့ပြောလိုက်ခြင်းသာဖြစ်တယ်။သို့သောစကားရဲ့အထိပယ်တရားမှုအခြေကိုမတွေးမိပဲခက်ပေါ်ပေါ်ပြောလိုက်ရမှကြားရသူမှအထိပယ်အကုန်တွေးပြီးအောင်တသက်ခံစားရခြင်းမျိုးဖြစ်တတ်ပါတယ်။အထူးသဖြင့်အိမ်တော်သက်ကြာရှိလာပြီးသမီးစားတို့ကလိုအချို့ပေါ်တကားလောင်းပြောတဲ့ချူချူတသားပြောပုံပြောနည်းများမြေပြောက်လာတဲ့ချိန်မှာစနီးမောင်နှံတို့ကစကားပြောစင်ချင်ရန်ပြောရင်လဲစဉ်းစားပြီးမှပြောရန်လိုအပ်လာပြီးတယ်။များသောအားဖြင့်ကတော့ကစားဖြစ်ကြတဲ့လင်မယားများရဲ့အဖြစ်ကကြီးကြီးကျယ်ကျယ်ကိစ္စကစသည်မဟုတ်အမှုမဲ့အမှတ်မဲ့စကားပြောရမှာ တရားကိုတရားအနိုင်လူပြောရင်တဖြည်းဖြည်းလေးတန်ပြင်းလာပြီးလင်းများစကားများရတဲ့အဖြစ်တို့ရရှိသွားခြင်းပဲဖြစ်ပါတယ်။လျောက်ကြားအနေနဲ့စနီးသက်အားဆက်ဆံပြောဆိုရမှာဆိုရင်လေသတိထားဆင်ခြင်ရဲ့အထူးလိုအပ်လာပါတယ်။ ဒါပြင်မိမတို့ရဲ့စိတ်နေစိတ်ထားနဲ့ပတ်သက်ပြီးသူတို့တဘာဝအကြောင်းစိတ်ကြပီတာပညာနည်းရယောက်ျားများကနားလေသိရှိထားသင့်ပါတယ်တခါတင်ယောက်ျားများအနေနဲ့အတိတ်ပဲမရှိဘူးလို့ယူဆရတဲ့အပူစကားမျိုးတွေကလည်းမိန်းကလေးတွေကပြောတတ်လေရမှာဒီလိုအခါမျိုးများမှာဆိုရင်တော့လင်ယောက်ျားများအနေနဲ့အော်ဒါကသူတို့ရဲ့တဘာဝပဲကိုလို့တွေးတော့ကခွလွန်လေးအစကားကိုအထိုက်အလျောက်ဖြောင်းဖြပြောဆိုသင့်ပါတယ် မိမရရဲ့တဘာဝတစ်ခုကသာသမီတွေထွန်းကားပြီးအိမ်တော်သက်ကြာရှိလာသည့်တိုင်အောင်သမီးစားရုံးကလိုလင်းယောက်ျားရဲ့ကျင်နာယူရမှုချောမောနှစ်သိမ့်မှုကိုဆက်လက်ခံစားလိုခြင်းဖြစ်တယ်။ခန်းစားလို့ရမကချစ်သူယောက်ျားရဲ့ယူရမျက်နှာမှုကိုအမြဲတစေမျော်လင့်နေတတ်တယ်။ယောက်ျားကချောမောနှစ်သိမ့်လိုညာစကားစတတ်တယ်။ဒါကိုအကင်းမပါသောယောက်ျားကအကင်းမခတ်မိပဲလစ်လျူရှုလင်းဖြစ်စေ၊စကားကိုကြကြပြန်မပြောလင်းဖြစ်စေ၊မိန်းကလေးမှအကြီးကျယ်ဝမ်းနည်းယူကြုံမရဖြစ်ရတတ်ပါရဲ့။ ငါ့ကြာငါ့ကိုအရှင်လိုမချစ်တော့ဘူးဆိုပြီးတော့အတိဘယ်လဲကောက်တက်သေးတယ်။ဒီလိုဖြစ်ရမှာဇနီးမောင်နှံတို့ရဲ့အိမ်ထောင်တာယာမှုကိုထိခိုက်လာစေနိုင်တယ်။အောက်ပါဇနီးမောင်နှံတို့ရဲ့ဖြစ်ရကလေးကိုတာတကားတစ်ခုဖြစ်လေးလာကြည့်ပါဦး။ကျောင်းသူကျောင်းသားဘွားကတယောက်နဲ့တယောက်ချစ်ခင်ဆုံမခဲ့ပြီးတဲ့နောက်နှစ်ယောက်စလုံးပညာဆောင်ကြတော့အခါတင်းတင်းတဲတဲထိမ်းများလက်ထက်ခဲ့ကြတဲ့ဇနီးမောင်နှံတို့ရှိကြတယ်။အိမ်နောက်ရှင်ဖြစ်လာတဲ့အခါမှာဆိုရင်လေတယောက်ကိုတယောက်ချစ်ခင်ကျင်နာစွာနေကြတဲ့အတွက် သူတို့ရဲ့အိမ်ထောင်ရေးမှာတာယာအဆင်ပြေခဲ့တယ်။ဒီလိုနဲ့အိမ်ထောင်သက်ဆယ်နှစ်ခန့်ကြာသွားတဲ့အခါမှာသားသမီး၅ယောက်ထွန်းကားလာတဲ့အချိန်မှာလင်ယောက်ျားမှအလောက်ကရာထူးတိုးလာတာနဲ့အမျှအချိန်ပိုအလုံစင်းရအစည်းဝေးတွေတရနဲ့အလွန်အလုံများနေခြင်းကြောင့်အိမ်တွင်ရှိတဲ့အချိန်ကနည်းလာတယ်။အထူးသဖြင့်နေ့စဉ်လိုလိုပင်အလုံးမအိမ်တို့အိမ်ပြန်နောက်ကြတယ်။ စနီးသက်မှာကလင်း၅ရောင်မိခင်ဖြစ်လာတဲ့သူ့ရဲ့ရုပ်ရည်ကိုမန်ထဲမှာကြည့်ပြီးတော့အားငယ်ကစိတ်သက်ကြနေတတ်ပါတယ်။ရုံနဲ့တင်ခါရတို့ရဲ့ဖြစ်ပျက်ခြင်းသဘောတရားကိုမစင်ချင်မိပဲဇရာကြောင့်ဆင်နစ်တာကာလာအတွင်းပြောင်းလဲလာတဲ့သူ့ရဲ့ခန္ဓာကိုယ်နဲ့အင်္ဂါရုပ်ကိုငါကငငယ်ကလို့မလှတော့ပါလားလို့တွေးပြီးတုံ့လောက်ချောက်ချားနေရှာတယ်။တဆက်သေးမှာပဲခင်မွန်းတဲလျောက်ကြားကသူ့အပေါ်မှာရခင်ကလို့မှချစ်ခင်မြတ်လို့ပါမလားလို့တန်တရားစိတ်ကမတိမတာဖြစ်ပေါ်လာပါတော့တယ်။ အရေးတဲ့နေရာကြမ်းကအလုံများတယ်ဆိုပြီးအိမ်ပြန်လာကြချင်းတနင်္ဂနွေလိုအလုံအားရများမှာအလုံကိစ္စရှိသေးတယ်လို့ဆိုကထွက်သွားတတ်ချင်းတနေ့တနေ့အိမ်မှာရှိရချိန်ကနေလာချင်းတို့ကိုတတိပြုမိတဲ့အပြင်အိမ်ရောက်တော့လေယောက်ျားကအလုံတော်ဝင်နေကြောင်းစိတ်ရှုံနေတဲ့အတွက်စနီးတဲ့အချီးရည်ပြူငါချုတ်သားစွာသောစကားမျိုးအပြောနှဲလာခြင်းတို့ကြောင့်မိန်းကလေးခမပိုးရည်ပင်တိမ်ငယ်တဲ့စိတ်ဖြစ်ပေါ်မိရှာလာပါတယ်။ ။တစ်ချိန်တည်းမှာပင်မန်နေကြည့်၍မြင်ရသောသူရဲ့ရုပ်ရည်ကိုစိတ်ပြက်ရမှငါယောက်ျားကတခြားမိမငငယ်ချစ်တော်ကလေးများတွေ့နေရောသလားဆိုပြီးတော့တွေးပူပန်လာမိပြန်ပါတယ်။ဤသို့လျှင်ဆိုရင်ပူပန်မှုတငယ်မှုများနဲ့စိတ်သက်သာနေတဲ့ဇနီးတဲ့ခင်များတနေ့မှခရိုင်းထက်ပို၍အားငယ်နေမိတဲ့အတွက်လင်ယောက်ျားပြန်လာတဲ့အခါဖွင့်မေးမယ်လို့ကြံစီမိပြန်တယ်။ထိုနေ့ညအတော်မိုးချုံမှခင်မွန်းတဲ့ကအိမ်ပြန်လာပြီးစကားများများပင်မပြောဘဲအိမ်ရောက်ဝင်လေတော့ရာဇနီးတဲ့ခင်များသူ့ရင်ထဲမှာတအုံနှင်းနှင်းဖြစ်နေတဲ့ကိစ္စကိုဖွင့်မေးရန်အတွက်အဆုံးဖြတ်လိုက်ပါတယ်။ မောင်ဟင်ယောက်ျားပါးစပ်ကဝိကြည်ဝိကုံထူလိုက်တော့လဲလူကတော့အိယာပေါ်မှာလှဲအိတ်နေပါပြီမောင်ရေဘာရောဒီတစ်ခါယောက်ျားကမျက်လုံးဖွင့်ဖွင့်ပဲပြန်ပြီးတော့မောင်ဟာလေခင်ကိုအရင်ကိုလိုကအရင်ကလိုမှချစ်သေးရဲ့လားဟင်ဟာမင်းကလည်းအေးတဲ့ကလေးကလားရိစကားရိပြောနေပြန်ပါပြီအိမ်မှာဖြစ်အိမ်ဆမ်းမှာယောက်ျားဒီလိုပြောလိုက်တဲ့အခါမှာဇနီးတယ်မှာလုံးဝမကျေနပ်တိုင်းချေသူ့ယောက်ျားမချစ်တော့လို့ဒါဒီလိုပြောလိုက်ချင်းဖြစ်တယ်ဆိုပြီးတော့ပို့ပြီးစိုးရိမ်သွားရှာတယ် ခင်မေးတာဖြေဆမ်းမအောင်မောင်ကခင်ကိုအရင်လိုပဲချစ်သေးရဲ့လားလို့ဟာသွားဆမ်းမဒီမှာပင်မလုံးလို့အိတ်ချင်ရတဲ့အထဲဘာလဲခင်မေးတာမဖြေတာခင်ကိုမချစ်တော့လို့မဟုတ်လားစနီးတဲ့ကငိုတန်ပါနဲ့ဆက်ပြောလိုက်ချိန်မှာလင်ယောက်ျားမထူစကားကိုပင်မကြတော့တခေါခေါ်နဲ့ဟောင်းရင်အိတ်ပြောလျက်ရှင်နေပြပြီမိန်းကလေးမလေးယောက်ျားထံမှချစ်ခင်စင်နာသောစကားများကိုကြားရပြီးယူရနေသိမ့်မှုများရှာလိမ့်မလားလို့ညှလင်းချက်ကြီးစွာနဲ့စကားဆခဲ့ခြင်းဖြစ်ရအခုတော့ထင်တယ်လို့မဖြစ်လာတဲ့အတွက်ကြောင့်ဝန်နေပန်နေကိုချလိုက်ရှာပါတော့တယ် အထက်ပါဖြစ်ပျက်ကိုပြန်လည်သုံးသပ်ကြည့်ကြပါစို့အမှန်ကလျောက်ကြားကထိုနေ့ကအလုပ်ကိစ္စတွေများပြားပြီးစိတ်ကရှုပ်လူကပင်ပန်းလွန်ရေးအင်းရောက်ချေပါစကားမှမပြောဘဲအလွန်အိတ်ချင်နေတဲ့အတွက်အရာတွေပြစ်အိတ်ချလိုက်ချင်တာဖြစ်တဲ့သူနဲ့သားသမီး၅ယောက်ရလာတဲ့ထီချစ်ခင်ပေါင်းသိမ့်ခဲ့သူဇနီးတဲ့အာမချစ်တော်ရင်မဟုတ်ချစ်မြဲချစ်နေစေပါ စနီးတဲ့ကချင်းတို့အချားမင်းကလေးငယ်ရဲ့ချောချောများနဲ့လည်းဗအရှုပ်ရှင်မှမရှိသူကပင်ကိုကအပျော်ပါလိုက်စားသူမဟုတ်လူယိုးလူအေးတယောက်ပင်ဖြစ်ပါတယ်ချစ်သူနဲ့ငယ်ရွယ်စဉ်ကစတင်မြစ်တာနောက်ကျွတ်တဲ့တမ်းမိပြီးအသက်ထက်ဆုံးသစ္စာရှိစွာပေါင်းသင်းသွားပါမယ်လို့အခိုင်အမာစိတ်ပိုင်းဖြတ်ထားတဲ့သူလည်းဖြစ်တယ်သောသောရာထူးတိုးပြီးအလौတာဝင်းနေများပြားလာတဲ့လူလဲပိုင်းအရွယ်မှာစိန်မောလူမောမကြခနာဖြစ်ရတဲ့အတွက်အိမ်ပြောင်းတဲ့အခါမှာချစ်သူဇနီးအားယူရကျင်နာချိုးသားချစ်ကြည်သောစကားများ ပြောဆိုမှုများမပြုနိုင်ခြင်းသာလျှင်ဖြစ်ပါれသူစဲစိတ်ထဲမှာတော့သာသမီ900ရာသီတိုင်အောင်ပေါင်းတင်လာခဲ့မှာတော့သူတို့ဇနီးမောင်နှံရဲ့အချစ်ကိုဘလို့မှတန်တရားဖြစ်เสียအကြောင်းမရှိဘူးလို့လေနံထားထည့်မဲ့ယူထားပြီးဖြစ်တယ်။ငယ်စဉ်တုန်းကလိုတယောက်ကိုတယောက်ချစ်ရလားချစ်ပါれသာသဖြင့်အချီအချသစ္စာတိုင်းတည်းနေစရာမလိုတော့ဘူးလို့လည်းယူဆထားတာဖြစ်ပါれ။ထို့ကြောင့်မမောနဲ့အိမ်ပြန်လာချိန်မှာကလေး9ယောက်မိခင်ကချစ်ရလားလို့မိသည်ကိုကလေးကလားပြောရန်ကိုလို့သဘောထားလျက်ပေါ်ပေါ်ဆဆပင်နေလိုက်ခြင်းပဲဖြစ်ပါတယ်။ ထိုချိန်မှာစနီးတဲ့ခင်များဇရာတီးဟုသောတရားရဲ့အရေးရောများကိုလက်တွေ့မြင်နေရပြီဖြစ်တဲ့သူရဲ့ခနာကိုနဲ့ရုံရည်ကိုမှန်းနေကြည့်ပြီးစိတ်အားငယ်နေရှာလျာလျောက်ကြားကချစ်ပါတယ်လို့ပြောရင်ဝင်နေနေသလိုဖြစ်နေတဲ့အတွက်ကြောင့်အထူးပင်စိတ်ထိခိုက်သွားပါတယ်မိမတို့တဘာဝယောက်ျားဟုသည့်အိမ်နောင်သက်ကြာရှိလာသောအခါအငယ်နောင်များယူတတ်တယ်ဆိုပြီးတော့စိုးရိမ်စိတ်ကလည်းရှိနေသောကြောင့်အခုမိမိမေးတဲ့မိခွန်းကိုပဲမဖြေနိုင်ပဲလျလျူရှုကအိပ်ပျော်အောင်အိတ်ချလိုက်သည်တွင်ဘလို့မှဖြေမစင်နိုင်တော့ပဲချုံပွဲချငွေကြွေးတဲ့အဖြစ်ကိုရောက်ခရရှာလေတယ် တစ်ချိန်တည်းမှာပင်သူ့ရဲ့စိတ်ထဲမှာငါယောက်ျားငါ့ကိုမချစ်တော့ပါဘူးဧကနာသူ့မှာချစ်စရာအစ်တတယောက်တွေ့နေပါပြီလို့တစ်ထစ်ချတွက်လိုက်မိပါတယ်အမှန်မဟုတ်ပါပဲနဲ့လင်းရင်းတို့အထင်မှားခြင်းကအင်တာတခုပြိုကွဲပြက်စီးသွားလာအောင်ပဲဖန်တီးလာနိုင်ကြောင်းကိုကသူတို့နှစ်ဦးစလုံးမစင်စားမိကြချင်းဤဒီပင်လေအင်တာရဲ့တာယာအစဉ်ပြေမှုအတွက်အန်တီရဲ့တခုဖြစ်လာတတ်ပါတယ်မင်းကလေးကလေယောက်ျား ကသူ့အာမချစ်တော့ဘူးလို့ထင်လိုက်မိပြီးတဲ့နောက်ပြန်၍အရွက်တိုင်းလိုစိတ်ဖြစ်ပေါ်လာတတ်တဲ့စကားကိုလည်းချစ်လို့တသားမပြောတော့ဘဲနဲ့ယူရချစ်ခင်မှုအလုံးကိုသားသမီးများပေါ်သို့သာပုံအပ်ပြီးခင်မုန်းတဲ့အာကိူမဆိုင်တော့ဘဲနေလိုစိတ်မျိုးဖြစ်ပေါ်လာတတ်တယ်။လင်းယောက်ကြားကမမောပပန်းနဲ့ပြန်လာတဲ့အခါမျိုးစီကျုံနှုတ်ဆက်ခြင်းအာဘစ်ကပြောချက်များကိုလည်းမပြုနိုင်တော့ကိုကကိုဘာတိဘာသာနေတက်လာတယ်။ဤသို့ဖြစ်လာပါမှုစနီးမောင်နှံတို့ကတူနဲ့တူတဖြည်းဖြည်းဝေးတထက်ဝေးလာကလင်းများအကြီးကျယ်ပြဿနာဖြစ်ရတဲ့အခြေအနေတို့ဥတီလာတတ်ပါတယ်။ ထို့ကြောင့်စနီမာနန်တိုင်းကဤဖြစ်မျိုးမှတဆင့်အပြက်ပြက်နဲ့နှာခေါင်းသွေးထွက်ရတတ်တဲ့အန္တရာယ်မျိုးရှိနိုင်ကြောင်းကိုသတိထားဆင်ခြင်ရန်အတွက်အထူးလိုအပ်လာတာဖြစ်ပါတယ်။အထက်ပေါ်ပြပါအင်နာရှင်စနီမောင်နယ်တို့ဆိုရင်နှုတ်စလုံးနိုင်ချုံရင်ချက်မကင်းကြဘူးလို့ဝေဖန်ရပါမယ်အထူးသဖြင့်လျောက်ကြားလို့သူမှာပို့ပြီးတော့တာဝန်ရှိတာပါမိမတို့ရဲ့တဘာဝအရမိမိရဲ့လျောက်ကြားကအချစ်တွေပြေပြီးနောက်ထပ်ချစ်သူတွေတွေ့သွားလိမ့်မလားလို့ဆိုရင်တကြသည်မှာဓမ္မတာပါကလားလို့ယောက်ျားအနေနဲ့သိရှိနားလည်ထားပါမယ် ိမိရင်မြည်များပဲအလုတ်ပင်မန်းလွန်၍ဆိတ်ရှုံနေစေကားမူအိမ်ပြောင်းတဲ့အခါမှာကျင်ယာစနီးအားယူရမြတ်နိုးမှုကိုအတက်နိုင်ဆုံးပြသတင်ပါတယ်မိန်းကလေးကမောင်ဟာခင်ကိုချစ်သေးရဲ့လားလို့မေးလာသည်ကိုလည်းကလေး class ကမျိုးပြောရအကောင်းလားလို့အပြစ်မမြင်သင့်သူခမညာငါပေါ်ချစ်မြတ်နိုးရီသားမင်းချင်းဖြစ်တယ်လို့ယူဆအပ်တယ်။ပင်မလာ၍အိတ်ချင်းနေခိုင်ဖြစ်ရင်းကစားချစ်စနီးရဲ့မိကွန်းကိုကျေနပ်လောက်အောင်အပြေပေးတင်ပါရယ်။ ။အော်ခင်ကလည်းမိမမေးတပ်ပလေတယ်။အရင်လိုချစ်ရုံမကအောင်အခုပိုလို့တောင်ချစ်ပါသေးတယ်ဗျာ။ချစ်သမျှတိတ်ချစ်တာအသေးတဲ့ဥရဲကလှလှလဲလဲချစ်ပါသေးတယ်ဗျာ။ကိုင်ကျင်းနေပလားလို့အိတ်ချင်စိတ်ကိုခိတပဲထားပြီးပြောပြောဆိုဆိုစနီးတဲ့အာတိန်ကျုံပွေဖက်လျက်ရွရွရမွေးမွေးပေးလိုက်ရင်မင်းကလေးဖို့တိန်ထီပါတီထက်ပင်ဝမ်းမြောက်ကြည်နူပီတီဖြစ်သွားနိုင်ကြောင်းသိထားတဲ့နာဖြစ်ပါရဲ့။ ဟုတ်ကဲ့ပါပရိသတ်များရှင်ကျမတို့ရဲ့တင်ဆက်ပေးမှုစီစဉ်လေးကတော့ဒီမှာနဲ့ပြီးဆုံးသွားပါပြီ။အခုလိုမျိုးနာတော်တာဆင်အားပေးခဲ့ကြတဲ့အတွက်ပရိသတ်တွေကိုကျေးဇူးထူပဲတင်ရှိလိုက်ပါတယ်ရှင်။အခုလိုမျိုးအသစ်သစ်သောအကြောင်းအရာတွေကိုဆက်လက်သိရှိနိုင်ဖို့အတွက်ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့အတွက်မြစ်တာရက်ခန့်အပ်ပါတယ်ရှင်။